ဲ့ဒီဒီနေ့ဗီဒီယိုလေးမှာတော့ဒီလိုကြီးရဲ့ပကြီကားကြီးပေါ့နော်အရွယ်ဆောက်အတိအကျပြောမှဆိုရင်6ပေ16ပေရှိရဲ့ပကြီကားကြီးပေါ့ဒီပကြီကားကြီးကို50မီဂါပစ်စရှိရဲ့ကင်မရာနဲ့တပုံနဲ့ဖြန့်ပြီးရိုက်မယ်ဆိုလို့ရှိရင်နေရာကြီးကျေလို့မယ်ပြီးတဲ့ခါကျတော့တပုံလုံးကိုချိန်မှကျွန်တော်တို့50ပဲရှိမှာပေါ့နော်အခုဒါကကျွန်တော်ဒီအပိုင်းလေးကိုတစ်ဖြက်တက်ကုန်ရိုက်မယ် ပြီးရခါကျတော့အောက်လေးနည်းနည်းချမယ်နောက်တော့တပိုင်းတပိုင်းတပိုင်းအဲ့လိုအပိုင်းလိုက်အပိုင်းလိုက်လေးပိုင်းရိုက်သွားပြီးတော့မှ Photoshop ထဲမှာပြန်ဆက်မှာဆိုတော့ကျွန်တော်တကယ်လို့90 megapixel ရှိရပုံနဲ့ကျွန်တော်၄ပုံဆက်မယ်ဆိုရင်ငါးလေးလေး20ဆိုတော့ megapixel က200 megapixel နီးပါးလောက်ဖြစ်သွားမယ် ဒါက average ပေါ့နော်အကျဉ်းအဖြစ်ပြောမယ်ဆိုရင်အဲ့လောက်တော့ကြာနိုင်တယ်ဆိုတော့ဒီလိုလုပ်ရှင်းအဖြစ်ဘာကောင်းသွားလဲဆိုတဲ့ခါကျတော့ကင်မရာက50 megapixel ပဲရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ကပုံတွေကိုပေါင်းပြီးရိုက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ megapixel များပါတယ် megapixel များပါဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီပကြီမှာရှိနေတဲ့ texture တွေဒီ detail တွေပေါ့ brush stroke တွေအကုန်လုံးအသေးစိတ် fine မြင်ရမှာပဲဖြစ်တယ်ဆိုတော့ camera setting တွေကကျွန်တော်တို့က Canon 5D SR ကိုကျွန်တော် ISO 200 shutter 200 အပါချာက11နဲ့ရိုက်မှာပေါ့နော် laptop နဲ့တွဲပြီးတော့ချိန်ရိုက်ပါတယ်ဒီလိုရှုတွေရိုက်တော့မှဆိုရင် black canvas ဖြစ်ဖို့အရင်အရေးကြီးပါတယ်ဆိုတော့ black canvas ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ် black canvas ဆိုတာကတော့ကျွန်တော်တီထွင်ထားတဲ့စကလုံးလေးတစ်လုံးပေါ့နော်ပကြီးကားတွေကို copy ဆွဲတယ်ဓာတ်ပုံရိုက်နေရင်လည်းကျွန်တော် idea တစ်ခုပေါ်လာတယ်။ပကြီးစရာတွေအကုန်လုံးကကျွန်တော်တို့က white canvas အဖြူရောင် canvas ဆပေါ်မှာသူတို့ခြေကျင်တဲ့ဆေးရောင်တွေကိုခြေရတာကျွန်တော်တို့ကဓာတ်ပုံစရာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပုံဖော်ခြင်းတဲ့အလင်းတွေကိုကျွန်တော်တို့က flash ကိုတုံးတော့ပဲဖြစ်ဖြစ် အနေလင်းအောင်သုံးပြီးတော့ပဲဖြစ်ဖြစ်ဘာမှမီးမထိုးသားသေးဘူးဆိုလို့ရှိရင်ကျွန်တော်က main နေအောင်အရင်ရရမယ်အဲ့ဒါကိုကျွန်တော် black canvas လို့ခေါ်ပါတယ်ကိုရိုက်နေတဲ့ exposure မှာတခြားပတ်ဝန်းကျင်ကအလင်းအောင်တွေထိမထိရှိမရှိသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်က flash ကိုပိတ်လိုက်မယ် UI ဆိုရင်ကျွန်တော်ဓာတ်ပုံတစ်ပုံရိုက်လိုက်ပါမယ်တော့ဒီဘက်သွားပါမယ်ဒီဘက်သွားပြီဆိုရင်ကျွန်တော်အခုဒီမှာဒါ black canvas ဖြစ်သွားပြီပေါ့ဆိုတော့ဒီလို black canvas ဆိုတော့ကျွန်တော်အမဲအောင် canvas ကြီးတစားနဲ့တူသွားပြီအဲ့တော့ပြောချင်တာကကျွန်တော်တို့ credit light ပဲရိုက်ရိုက်ကျွန်တော် product shot ပဲရိုက်ရိုက်ပကြီကားတွေကို copy ပဲဆွဲဆွဲပေါ့နော်အဓိက flashing ရိုက်ပြီဆိုလို့ရှိရင် day light တွေတခြားမီးတွေကအခု video ရိုက်တဲ့မီးတွေအိမ်မှာသုံးတဲ့မီးတွေကကိုယ့်ရဲ့ပုံမှာ effect မဖြစ်ချင်လို့ဆိုရင်အခုကျွန်တော်လုပ်ပြတဲ့ black canvas ဖြစ်မှာပဲရမယ်ဒီ black canvas ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ရိုက်လို့ရပြီရှိနေတဲ့တဘာဝပတ်ဝန်းကျင်အလင်းရောင်တွေအကုန်လုံးကကျွန်တော်ရိုက်နေတဲ့အိမ်ထိုးချောက် effect မဖြစ်ပါဘူးအဲ့တော့ကြောင့်မို့ကျွန်တော်ရိုက်လို့ရပြီမီးတစ်ချက်ဖောက်လိုက်မယ်ဆိုတော့ကျွန်တော်ရိုက်ပါမယ်1 2 3ပါ အဲယူလေးပြိမ့်မယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမီးတစ်ခုရဲ့အလင်းရောင်ကဒီလိုရောက်သွားတာပဲဖြစ်တယ်ဆိုတော့ပကြီးကားပေါ်မှာမီးတစ်ခုရဲ့အလင်းရောင်ကျသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကပုံကိုရိုက်ချင်လို့ရိုက်ရတယ်အဲ့မှာကျွန်တော်တို့က credit ရှိရင်ရှိတယ်လို့ပေါ့နော်အခုကတော့ copy ဆွဲရဆိုတော့ lighting က evenly lit ပေါ့နော် well lit ဖြစ်ရမယ်ဟိုဘက်နဲ့ဒီဘက်နဲ့ပြန့်နှံ့မှုလေးရညီနေရမယ်ပေါ့နော်တကယ်လို့များကိုက credit light နဲ့ရိုက်မယ်ဆိုရင် background လေးကို copy ပေးမယ်လူကို half shape တုံးလေးပေးမယ်ဆိုလို့ရှိရင်ဒါ black canvas နဲ့ပုံဖော်တာပေါ့နော်ကျွန်တော်ဆက်ဆက်ပြီးစဉ်းစားမိသွားလို့ကျွန်တော်တီထွင်ထားတဲ့ black canvas ဆိုတဲ့စကားလုံးလေးကိုပါတစ်ခါလေး share ပြီးတာဖြစ်ပါတယ်ဘယ်နှပုံရိုက်ရမလဲတော့မသိသေးဘူးအခုလောလောဆယ်စပြီးခိုက်ပါတော့မယ်ဒီဒါကတော့ကျွန်တော်ရိုက်တဲ့ပုံအကုန်လုံး focusing check ပြန်လုပ်มาပဲဖြစ်ပါတယ် focus ကပြတ်ပြီ exposure ကလည်းကောင်းနေပြီဆိုလို့ရှိရင်ကျွန်တော်စရိုက်မယ်ဆိုရင်ရိုက်လို့ရပြီပေါ့နော်ဆိုတော့ စရပါမယ်ကျွန်တော်တို့မှာ color check ကလေးလေးယူပြီးသွားပြီဆိုတော့ color check ကိုပိတ်မယ်ယူလိုက်ဆိုရင်ကျွန်တော်ဒဂုံရိုက်ပါမယ် okay ူရိုက်လိုက်တဲ့ပုံကတကယ်ဆက်ပြီဆိုလို့ရှိရင်အလုပ်ဖြစ်မှာမဖြစ်ဘူးကိုစမ်းသကြည့်ဖို့လိုရေးကြည့်ပါတယ်။ဒါဆိုရင်ဆက်လိုက်တာပေါ့နှစ်ပုံဆက်လိုက်တယ်။အပေါ်တဲ့ပုံအောက်တဲ့ပုံပေါ့နော်။အောက်တဲ့ပုံနဲ့အပေါ်တဲ့ပုံနဲ့နှစ်ပုံဆက်လိုက်တယ်။အဲ့ခါကျတော့ကျွန်တော်တို့ error လေးရှိမှရှိပြန်ဆက်ပါတယ်ပုံကိုဒါကနှစ်ပုံဆက်တဲ့အချိန်မှာတော့ okay ဝပြီ fine ဝပြီပေါ့နော် fine ဝပြီဆိုရင်ကျွန်တော်ဆက်ရမယ်နောက်ထပ်နောက်ထပ်ဆင်ပါမယ်နောက်ထပ်ဆင်မယ်ဆိုနောက်ထပ် ဒီနာဒီကောင်လောက်လေးပြီပေါ့နော်ဒီကောင်လောက်လေးကိုဒီဘက်နဲ့ overlap လုပ်မှာပေါ့နော် overlap လုပ်မှာဆိုတော့ဒီကောင်အောက်ထိထပ်ချောင်းတမုံတမုံကိုဒီလိုမျိုး stitch ရိုက်တော့မယ်ဆိုလို့ရှိရင် ရိုက်ပြရတယ်တခါတယ် focusing check မယ် sharpness တွေ check မယ်ပြီးရင်ကိုမှန်းပြီးတော့ overlap လုပ်ပြီးရိုက်တဲ့ဟာလေးကတကယ်တကယ်တည်းမှာပြန်ဆက်လိုက်လို့ရှိရင်အလုပ်ဖြစ်လားမဖြစ်လားဆိုတာလေးကိုတခါတယ် check လုပ်ဖို့အရင်ရေးကြည့်တယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်၃ပုံရှိပါပြီရိုက်တဲ့ဟာ၃ပုံအနေထားကကျွန်တော်ရက်ဆက်လိုက်တဲ့ဟာဆိုလို့ရှိရင်ဒီလောက်အနေထားထွက်သွားပြီဆိုတော့တခါတလေမှာဆက်တဲ့အချိန်ကပုံလေးတွေကအဲ့လိုလေ alignment လေးလွဲဝေါင်းလွဲဝါးနိုင်တယ်အဲအဆင်မပြေတာလေးဖြစ်ကောင်းဖြစ်နိုင်တော့ အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ကိုကချဲကွင်းကိုတော့ရိုက်ပြီးတော့အိမ်ပြန်ရောက်တော့မှဆက်မယ်ဆိုတဲ့ခါကျတော့အဆင်မပြေဘူးအဲ့လိုမျိုးဖြစ်တဲ့အတွေ့အကြုံအလေးတွေလည်းရှိဘူးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကရိုက်ပြီဆိုရင်တခါလေကွန်ပျူတာနဲ့ချိတ်ရိုက်မယ်ပြီးရင်ပေါင်းမယ်ဆိုရင်လည်းတခါလေပေါင်းကြည့်ပေါ့နော် color correction နဲ့ dd adjustment ကတော့နောက်မှ easy လုပ်လို့ရတယ်ဒါပေမဲ့ stitch လုပ်တဲ့ဟာမှာပဲကျွန်တော်တို့ error ရှိမရှိပြီးရင် sharpness တို့တခြားလို့ add exposure အကုန်လုံးလည်းတခါလေ check လုပ်မှာပဲအဆင်ပြေမှာပေါ့နော်အခုဒါဆိုရင် ကျွန်တော်ဆက်ပြီးတော့ move on လုပ်လို့ရပြီရှေ့ကိုဆက်သွားလို့ရပြီပေါ့နော်အဲ့တော့အဒီဘိုင်းကြီးပြီးသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုကိုကျွန်တော်နှာခေါင်းကိုအောက်လောက်ရောက်တဲ့အထိကျွန်တော်ထက်ချက်ချက်ထက်ပြီးတော့အောက်ကိုထက်အောက်ကိုလည်းထက်ချပါတော့နောက်တစ်နှစ်ပြီးတော့ မရာကလိုးဝန်ကန်နေရိုက်တယ်ဆိုတဲ့အချိန်မှာအောက်ပိုင်းလေးပဲပါတယ်ကျွန်တော်ကထိတ်အပေါ်ပိုင်းကိုပါနေတာဖြစ်တဲ့အခါကျတော့ကင်မရာကိုအောက်ကနေပြီးတော့အပေါ်တင်လိုက်ရအောင်နော်ဆိုတော့ဒီလိုအချိန်မှာဒီလို tripod တွေကအရင်တုံးတဲ့ထဲပဲတကယ်လို့ tripod ဖြစ်မယ်ဆိုရင်သုံးချောင်းထောက်ဆိုရင်ကျွန်တော်တစ်ဖက်တစ်ဖက်ချင်းညီလုပ်ပြီးတော့နေရာတွေပိုင်းလွဲဝနိုင်ဒါကြောင့်တနေရာလေးဖြစ်တော့ကြောင့်မို့အပေါ်တင်နေတဲ့ဆိုရင်ကျွန်တော်ရှော့ပြီးတော့အပေါ်တန်းတင်လိုက်လို့ရှိရင်အပေါ်မြင့်သွားမှာဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်ဒီလိုပုံလေးရအောင်နော်အပေါ်ပိုင်းလေးရတယ် ့ဒီတစ်ခုတည်းနဲ့အဲ့လိုဒီလောက်လောက်စိုက်ပဲရှိရဆိုရင်တော့လိတ်ဆရာမလို့ဆိုရင်တော့ porter option နဲ့ကင်မရာကိုရွှေ့ပြီးရိုက်မယ်ဆိုလို့ရှိရင်လည်းဒီကောင်သုံးပြီးတော့ရိုက်လို့ရတယ်အလုံးလုံးတွေကတော့6ပီ16ပီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတပုံနဲ့လည်းရိုက်လို့မရဘူးတနေရာလည်းရိုက်လို့မရဘူးအတက်အစင်းနဲ့လိုလိုလိုကစားပြီးရိုက်ရတာပဲဖြစ်တယ်အခုကနောက်ဆုံးပုံလေးပါဒီပုံလေးရိုက်ပြီးရင်တော့ကျွန်တော် photo shoot ကပြီးပါပြီဒီနေ့ shoot လေးကတော့ပြီးပါပြီကျွန်တော်တို့ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်ဗီဒီယိုရိုက်တာပဲဖြစ်ဖြစ် ကွန်ပျူတာအသုံးပြုတာပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုရဲ့ limitation level ပေါ့နော်သူတို့ကန့်သက်ထားတဲ့အပိုင်းခြားကိုရောက်သွားတဲ့အထိသုံးရတာကိုကျွန်တော်အရင်သဘောကျတယ် flat in ထဲမှာ camera raw တွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်အခု9ပုံ9ပုံပေါင်းပြီးရိုက်ထားတဲ့ megapixel ကအလုံးပေါင်း381ရှိတယ်ရိုက်ရတာကင်မရာကိုလည်း resolution ကွန်ရဲ့လဲတယ်ကွန်ပျူတာမှာလည်း resolution ကိုကွန်အောင်သုံးလိုက်ရတယ်ပေါ့နော်အဲ့လိုဟာမျိုးဆိုတော့ကျွန်တော်ကသဘောကျတယ်ဒီနေ့ရှုကတော့ဒီလောက်ပါပဲ ဒီလိုမျိုး photo station နဲ့ပတ်သက်ပြီးတော့မရှင်းတာမသိတာရှိရဆိုရှင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နောက်ထပ် video မှာတွေ့မှာเนาะ